မင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါတယ်ဒီနေ့ကတော့ Cardiff နဲ့ Leicester တို့ကပွဲကိုပွဲကြိုခံမှန်းပြလို့ပြီးသွားမယ်ပြီးသွားရင်ဒါကျွန်တော်တို့ရှုံးပွဲမရှိသေးတဲ့ YouTube မှာတင်တဲ့အခါမှာရှုံးပွဲမရှိသေးတဲ့ဘောလုံး online နှစ်ဆောင်ပေါင်းကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ဒါကတော့မနေ့ကရလက်ဖြစ်ပါတယ်မနေ့ကပွဲကြိုခံမှန်းမှာကျွန်တော် Finland အင်ကွင်းမှာအနိုင်ကံမယ်လို့ကျွန်တော်ခံမှန်းပေးခဲ့တယ်။အပြင်ဗော်ရီသမားကြီးဆိုရင်တော့ဒါတေးရီ reset ဖြစ်သွားလိမ့်မယ်ဗျလို့တလုံးတေးရီဆိုတော့ကျွန်တော်မနေ့ကပြောခဲ့တယ် 1x မှာဆိုရင် w1 ဆော့ပါကျွန်တော်တို့ကြီးမပါဘူးအနိုင်ပဲဆိုတဲ့ဟာလေးကတော့ဒါ နိုင်ဆော့ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့55ရာခိုင်နှုန်းအနိုင်ရခဲ့လိမ့်မယ်ပေါ့လေဆိုတော့မနေ့ကဘောလုံး online နဲ့စမောင်းအနိုင်ရခဲ့တယ်ဒါကအောက်ဆုံးကတော့ကျွန်တော်တို့ဒါမနေ့က VMB tip reset သုံးပွဲပြီးခဲ့တာ Australia 9နဲ့ Scotland 9 out ရှုံးတယ်ပထမပိုင်းစီးစီးနဲ့ပြီးသွားပြီးမှဒုတိယပိုင်းကျမှ၄ခုတော့ထည့်သွားတယ်ပေါ့လေဆိုတော့ Faroe Jones 9 out လည်းဒါရှုံးခဲ့တယ်ဒါကတော့မနေ့ကရလက်ဖြစ်ပါတယ်ဘောလုံး2ဆမောင်းနဲ့ပတ်သက်ပြီးလို့ပြောရမယ်ဆိုရင် YouTube မှာကျွန်တော်တင်ခဲ့တာဖန်တီးခဲ့တာစက်တင်ဘာ28ရက်နေ့ကစပြီးတော့အော်တိုဘာလ9ရက်နေ့ကျွန်တော်၄ရက်၄ခုဖန်တီးခဲ့တယ်2ဆမောင်းကျွန်တော်တို့ လေးခုစလုံးအနိုင်ရခဲ့တယ်ရှုံပွဲမရှိသေးဘူးလို့ပြောလို့ရပါတော့ဒီနေ့မှဆိုရင်ကျွန်တော်အပေါ်လုံး online နဲ့စမောင်းဒီနေ့နဲ့မနက်ဖြန်ကိုအာနှစ်ရက်စာပေါင်းပြီးတော့ဆော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ကျွန်တော်ပွဲချုပ်ခံမှပြီးတော့ဆက်လက်ပြီးတော့တက်ဆက်ပြီးတော့ပါမယ်အာပွဲချုပ်ခံမှအစီအစဉ်လေးမစခင်မှာကျွန်တော်စီမှာ YH နဲ့ပတ်သက်လို့အကောင့်ဖွင့်တာ unit အသွင်းထုတ်တွေလုပ်လို့ရတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram account သို့မဟုတ် Fiber account လာခဲ့ပြီပါကျွန်တော်ဒီ Telegram သုံးဟုတ် Fiber ပဲသုံးပါတယ် Wise နဲ့ပတ်သက်လို့ဆိုတော့ကိုမ Wise account ရှိပြီးသားဖွင့်ပြီးသားဆိုရင်လည်းကျွန်တော်စီမှာဝေသုံးငွေထုတ်လာလလို့ရပါတယ်ဖိတ်ခေါ်ပါတယ်ဗျအဲ့တော့ဒီနေ့တော့ပွဲချိုခံမှန်း Car System နဲ့ Legend Stain ဆိုတော့ဒီညပွဲကမြန်မာစံတော်ချိန်၈နာရီခွဲမှာဆော့မှာဆိုတော့အေးမပြတ်ဘူးစောစောစီးစီးတာအစောဆုံးပွဲပေါ့လीပောက်ကြီးကပြောရမယ်ဆိုရင် Car System ကနှလုံး90အရှုံးပေးတာတယ်ဂိုးပေါင်းကြီးက၃လုံးတည်ဆိုတော့ပောက်ကြီးတစ်ခုတည်းကိုကြည့်မယ်ဆိုရင် body က နှလုံး90အရှုံးရှိတယ်ဂူပေါင်းကြတော့၃လုံးတည်ရဆိုတော့ဘလောက်မှတော့မကွာဘူးပေါ့ဘော်ရီနဲ့ဂူပေါင်းကြီးကဆိုတော့ကြည့်လိုက်မယ်ဆိုတာနဲ့အဝေးကွင်းဖြစ်တဲ့လက်ချစ်စတိန်ကိုဒါဂိုးမပေးထားဘူးဆိုတာသိတာတယ်ပေါ့နော်တကယ်နဲ့ပြန်ကြည့်မယ်ဆိုရင်လည်းအုပ်စုအတွင်း၅ဘွဲကန်ပြီးရနေထားမြင်မှာလက်ချစ်စတိန်ကတကူးမှ ကိုသွင်းနိုင်စွမ်းလည်းမရှိဘူးအမှတ်ရောက်နိုင်စွမ်းလည်းမရှိဘူးဆိုတော့ကဘာစင်ယက်တီဂျဲကကြည့်မယ်ဆိုရင်လည်းလက်ချစ်စတိန်ကဒါအဆင့်200ကျော်တယ်ကာစစ်စတန်က100ကျော်ကျော်လေးမှယက်တီနေရဆိုတော့နှစ်သိန်းကျားထဲမှာအဆင့်ကွာခြားချက်တစ်ခုတော့ရှိတယ်ပေါ့လေဒါပေမဲ့ကာစစ်စတန်ကလက်ရှိမှာဒါအရင်ကောင်းနေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးလက်ချစ်စတိန်တက်စာရင်ပူကောင်းနေဆိုတဲ့အနေအထားမျိုးပဲရှိတယ်သူလည်းဇရားရဲ့ဒီလက်ချစ်စတိန်ရဲ့အပေါ်မှာယက်တီနေတာနောက်တစ်ဆင့်တက်ဖို့ဒီကဘာဗလာခြေစိပွဲအောင်ဖို့ဆိုတဲ့ဒီမတ်ချက်မျိုးကကာစစ်စတန်မှာမရှိဘူးလို့ပြောလို့ရတာပေါ့နော်လက်ရှိမှာလည်းသူဒါ ရမတ်ရယူထားတာကဘယ်တော့မှမရှိသေးဘူးဆိုတော့ကြောင့်မလို့ဒီနေ့ပွဲကတော့ပေါပေါပါပါပဲသွားမယ့်ပွဲလို့ထင်နေဆိုတော့ဒီနေ့ပွဲကျွန်တော်အမြင်ရတော့ကျွန်တော်ကတော့ Brody နဲ့ Go ဘောင်းကိုတွဲဆော့စီခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီနေ့ပွဲမှာ Legend Stain က Go ရမယ်လို့ကျွန်တော်မထင်ဘူးဒီနေ့ပွဲရဲ့ခံမှန်းချက်က Legend Stain ကိုသွင်းမယ်လို့မထင်ဘူးအဝေးဝင်းဖြစ်နေတယ်ပြီးတော့ Body ပေါက်ကြီးနဲ့ Go ဘောင်းကြီးရလည်းဘယ်တော့မှကွာခြားတာမဟုတ်ဘူးဆိုတော့ကြောင့်မလို့ကျွန်တော်တို့ဘာဆော့တင်လဲဆိုတော့ Car System Body နဲ့ Go ဘောင်းကိုတွဲပြီးတော့ဆော့တင်တယ်ပထမတကြောတော့က Legend Stain အင်ကွေတော့က Car System က 2-0ဆိုတဲ့ရလန်နဲ့အနိုင်ရခဲ့တယ်။ဆိုတော့ဒီနေ့ပွဲလေးအဲ့လိုမျိုး2-0တမဟုတ်3-0လောက်နဲ့ဒါကာစစ်တန်နိုင်ခဲ့မယ်ဆိုကျွန်တော်တို့ယူထားတဲ့ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကအနိုင်ရလိမ့်မယ်အဆင်ပြေလိမ့်မယ်ပေါ့လေ။ဆိုတော့တခုပဲကြောက်စရာရှိတယ်။ Leicester ဂိုးရသွားမှာပဲကျွန်တော်ကကြောက်အောင်ပါ။ Leicester ဂိုးရသွားခဲ့ရင်တော့အာပြဿနာကြီး NAD နည်းနည်းလေးများသွားလိမ့်မယ်ပေါ့လေ။ဆိုတော့ Leicester Leicester ကဂိုးမရခဲ့ဘူးဆိုရင် Castistan Body နဲ့ Goal ကအာရှုံးရတာတော့မရှိဘူးပေါ့နော်။တကယ်လို့ဒါအာ Body က ကိုပြတ်နိုင်သွားတယ်ပညာဆိုရင်ရှုံးခဲ့မယ်ဆိုရင်လည်းဒါကျွန်တော်တို့ body sort နဲ့တူတူအတွက်ဆိုရင်အကောက်900ခန့်လောက်ပဲရှုံးလိမ့်မယ်ဗောလေပေါပပပပဲအကောက်900ခန့်လောက်ဆိုတာကတော့ဒါကြောင့်မလို့ဒီနေ့ပွဲကျွန်တော်ရဲ့ခံမှန်းချက်ပွဲချိုခံမှန်းကတော့ legend stain လက်ရှိမှာလည်း9သွင်းထားတာမရှိဘူးတိုက်စစ်ကလည်းတော်တော်လေးကိုသေလို့ပြောလို့ရတယ်ဗောလေဝေကွင်းလည်းဖြစ်နေရအကြောင်းမလို့9မရအောင်ဆိုတဲ့အတွင်းနဲ့ကျွန်တော်ကတော့ car system body နဲ့ car system ကိုယ့်အကိုတွဲပြီးတော့ဆော့သိကြပါတယ်ကျွန်တော်အကြိုက်ကတော့ car system body နဲ့ကိုယ့်အဖြစ်ပါတယ်ဆိုတော့ဒါကတော့ပွဲချိုခံမှန်း တိဆက်ပေးခဲ့တာဖြစ်တယ်ဆက်လက်ပြီးတော့ဘလုံး online နဲ့စာမောင်းလေးကိုလည်းတိဆက်ပေးတော့ပါအောင်မယ်ဒီ video လေးကိုလည်း like comment share လေးလုပ်ခဲ့ပေးပါ comment မှာ telegram channel link လေးခြားထားပေးမယ်။ telegram သုံးတဲ့ညီကိုရွှေစွန် telegram channel တွေကို join လုပ်ရပါတယ် လက်ရှိပုံတွေကပြထားတဲ့၄ပွဲတွဲထားတယ်ဒါကဘောလုံး online နှစ်ဆမောင်းဘလို့လဲဆိုတော့ကျွန်တော်တခြားလေးရှင်းပြပြီးသွားမယ်ပထမကျွန်တော်၂ရက်လောက်ပဲတွဲထားတယ်ထင်တာတကယ်တမ်းကျတော့ကျွန်တော်အခုမှပုံမပြောင်းကြည့်မိမှအဲ၃ညတောင်တွဲထားတာဖြစ်သွားတာပေါ့နော်ဒီနေ့ညဆိုရင် car system ပွဲရှိလိမ့်မယ်မနေ့ပြန်ညမှာဆိုရင်ပေါ်တူဂီနဲ့ဒီဒုတိယမြောက်ဖြစ်တဲ့ပွဲဖြစ်တဲ့ပေါ်တူဂီနဲ့ San Marino ပွဲအဲအဲ့အလင်းနှစ်ပွဲကမနေ့ပြန်ဆော့လိမ့်မယ်တပတ်ခါကြာရင်အဲဒီဆက်နေရညကြာရင် Croatia ပွဲဆော့လိမ့်မယ်ဆိုတော့ကျွန်တော်တို့၃ရက်လောက်ပေါင်းပြီးတော့တွဲတဲ့နှစ်ဆမောင်းလို့ ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဘလိုဂျင်းနဲ့ယူဒါဆိုတာရှင်းပြပေးမယ်လိုက်ဆော့ကျင်နေဆိုရင်ကိုရိုင်းဆော့ကျင်နေဆိုရင်ကျွန်တော်စီမှာအကောက်ဖွင့်ပြီးတော့ဝေသွင်းငွေထုတ်လာလုပ်လို့ရတယ်ကျွန်တော်လက်ရှိခုပြတဲ့ Telegram သမို့ Fiber ကိုလာပြီးကိုရိုင်းမလုတ်တတ်ဘူးလောက်ကတာအလုတ်ရှုပ်တယ်ဆိုရင်ကျွန်တော်ကိုဆော့ခိုင်းလို့ရတယ်ဆော့ပြီးရ service ပေးတယ်အဲညီကိုတို့ကျွန်တော်ရဲ့ဒီ wave နဲ့ key ပေးကိုငွေလွှဲလိုက်အောင်ပဲငွေလွှဲပြီးတော့ကျွန်တော်ဘက်ကဆော့ပြီးသွားရင်ဆော့ထားရဆိုပြီးတော့တက်တိအထောက်ထား screenshot တွေကိုပြန်ပြီးတော့ပေးပို့ပေးတယ်ဆိုတော့ကိုညီကဆော့ကနေနေဆိုရင်တော့ total ငွေရဲ့အကောက် 900ကိုင်းလုံးရှိပါတယ်ဆိုတော့ဒီလိုရှိပါတယ်ဆိုတော့ဘလူးဂျင်းနဲ့ယူထားတယ်ဆိုတာလေးကျွန်တော်ရှင်းပြပေးသွားမယ်ပထမဆုံးပွဲကာစစ်စတန်ပွဲကအာနှစ်ဖက်လုံးဂိုးမသွင်းရဘူးလို့အာနှစ်ဖက်လုံးဂိုးမသွင်းခဲ့ရင်ရတယ်ဆိုလိုချင်တာကတော့ဗျာဥပမာဒီပွဲကိုကာစစ်စတန်ကစီးစီးနဲ့ပြီးသွားတယ်1စီးနဲ့ပြီးသွားတယ်2စီးနဲ့ပြီးသွားတယ်3စီးနဲ့ပြီးသွားတယ်ရတယ်ဆိုလိုချင်တာက1-1မဖြစ်ရဘူးလို့ပြောတာကာစစ်စတန်နဲ့လက်ချစ်စတိန်ပွဲမှာဆိုရင်နှစ်ဖက်လုံးက အာနှစ်ဖက်လုံးဝမ်းဝမ်းတူတူတော့အဲ့လိုမဖြစ်ရဘူးလို့ဆိုလိုတာအဓိကတော့လက်ချစ်စတိန်ဂိုးမသွင်းရပြီပေါ့လေပထမဆုံးပွဲကတော့ဒုတိယပွဲကပေါ်တူဂီအနိုင်နိုင်နာနဲ့ရပြီဘာကြီးမှမပါဘူးတကိုးသားနဲ့နိုင်နာနဲ့ကိုရပြီတတိယပွဲကဆန်မာရီနိုပွဲမှာဆိုရင်ဆန်မာရီနိုကစိုက်ပရက်ကို2-6အာ sorry ဆိုလိုချင်တာကဆန်မာရီနိုတသိန်းတည်းက2ဂိုးမသွင်းရအောင်ဥမာဆန်မာရီနိုကစီးစီးနဲ့ပြီးရဘလို့ရလဲနဲ့ပဲပြီးပြီဗျာဆန်မာရီနိုကအကယ်၍တကိုးရခဲ့တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီပုံသေရဖြစ်လိမ့်မယ် ဆန်မာရီနိုကဒီနေ့အဲ့ဒီစိုက်ဘရက်နဲ့ပွဲမှာသူသူ့ရဲ့ twin goal ကတိုးတဲနှစ် goal ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ရှုံးနေမယ်ဆိုတော့ဆန်မာရီနိုတသိန်းနဲ့ပဲကြည့်ရပါတော့ကျွန်တော်တို့ဒါကစိုက်ဘရက်ကိုလုံးဝမကြည့်ဘူးဆန်မာရီနိုတသိန်းနဲ့ပဲဘယ်နှ goal twin မလဲပဲကြည့်မှာအကဲကိုမ twin ဆိုရင်ကျွန်တော်တို့ဒီနေ့ပွဲအပြစ်နိုင်မယ်အကဲဆမ်မာရီနိုကတကူသွင်းခဲ့တယ်ဆိုရင်ဒါသိကြမယ်ဆမ်မာရီနိုတသိန်းတည်းကပဲနှစ်ကူသွင်းခဲ့မှကျွန်တော်တို့ရှုံးမယ်ဆိုတဲ့အနေအထားမျိုးပါတတိယပွဲကလေးပွဲမြောက်ကခရိုအေးရှားနဲ့ခရိုအေးရှားပွဲပေါ့နော်ခရိုအေးရှားပွဲဆိုရင်လည်း အဲ့နှစ်ဖက်လုံးကိုမသွင်းရဘူးလို့ဆိုလိုတာဥပမာအဖြစ်ခရိုအေးရှားတစ်ဖက်တည်းကကိုသွင်းလို့ရတယ် CC 1C 2C 3C 4C 5C ကျတဲ့လိုဖြစ်လို့ရတယ်11တို့ဘာလို့မဖြစ်ရဘူးပေါ့ဗျာ11တို့အဲ22တို့ဘာလို့အဲ့လိုမှမဖြစ်ရဘူးအဓိကတော့ခရိုအေးရှားပွဲဆိုရင်လေဒါအဝေးကွင်းအသင်းကခိုးမရရင်ကျွန်တော်တို့နိုင်ပြီလို့ပြောလို့ရတယ်ပေါ့လေဆိုတော့တိုးတက်4ဘောတွဲလိုက်တဲ့အခါမှာနှစ်ဆရှိတယ်ဥပမာကိုက9000လောက်မယ်ဆိုရင် တသိမ်းရမယ်အရင်မှပါပြီးသားနေထားပေါ့လေဘော်ဒီတပွဲနဲ့တော့ညီမြရတယ်9000လောက်ရင်9000မြတ်တယ်ဆိုတော့ခုပြောတဲ့အရှိတာကကျွန်တော်ဆော့ပေးရဆိုရဲ service ပေးရဆိုရဲအနေထားမှာကျွန်တော်အငွေအမောင်လေးတစ်ခုတော့တတ်မှတ်ထားပါတယ်အ ਨੇ ဆုံးမြန်မာငွေကျပ်9000ကျပ်ကစပြီးတော့ဆော့ပေးပါတယ်တကယ်ကြီးကျွန်တော်အရန်နေတဲ့ငွေအမောင်ပမာဏတွေဆိုရင်ဆော့ပေးရလူတွေအရန်များတာမို့လို့ကျွန်တော်အမောင်တစ်ခုတတ်မှတ်ထားပါတယ်အ ਨੇ ဆုံး9000ကျပ်ကစပြီးတော့ကျွန်တော်ဆော့ပေးရ service ပေးပါတယ်ဆိုတော့ အာဒီလက်ရှိကျွန်တော်အခုပြထားတဲ့ Telegram သို့မဟုတ် Viber နံပါတ်ကိုဆက်သွယ်နိုင်တယ်ကျွန်တော် Grand လောက်တာဖြစ်တယ်ကျွန်တော် Grand Customer Service ပေးတယ်မနေ့7နိုင်လောက်ကနေမှညက2နိုင်ကိုလောက်ထိကိုရပါတယ်ဆိုတော့ဒါကတော့ဘောလုံး online နှစ်ဆမောင်းပါအနည်းချုပ်ရမယ်ဆိုရင် Casistan နဲ့ Leicester ပေါ်ကျခံမှန်းမှာဆိုရင်ဒါကျွန်တော် Leicester ကိုမသွင်းဘူးဆိုရက်ခံမှန်းချက်နဲ့ Casistan Bori နဲ့ကိုယ့်အကိုရွေးချယ်ပေးခဲ့တယ်ဒါကတော့ဘောလုံး online နှစ်ဆမောင်းလက်ရှိချိန်မှာတော့အာရှုံးခွဲမရှိသေးဘူးပေါ့နော်ကျွန်တော် YouTube မှာတင်ထားတာ၄ရက်တင်ခဲ့တယ်အာ၄ရက်စလုံးနိုင်ခဲ့တယ်ဒါကတော့ဒါ၅ပွဲမြောက် ၅ရက်မြောက်လို့ပြောလို့ရတာပေါ့နော်ဘောလုံးကလည်းဆောင်းပေါင်းကိုအလုံးပဲကွက်လက်ပါကန်ကုန်ပါစေ